တော့အခုနတ်စာကအစိုးရလက်ထက်ကတော့စီကန်းနေအရင်တင်းကျပ်လိုက်တော့ပါတီက58ပါတီပဲရှိတယ်နော်အဲပြည်တော်စုအစ်စ်တိုင်းမဲ့ပါတီက6ပါတီပဲရှိတယ်အဲတိုင်းဒေသကြီးပြည်နယ်တစ်ခုချင်းစီလိုက်ပြိုင်မဲ့ပါတီက52ပါတီရှိတယ်အရင်တော့ကတော့အကုန်လုံးကဥနေဝင်းရလဲလှုပ်ဥစားမောင်ရလဲလှုပ်ပေးတာလောက်ကြဆိုပြီးလှုပ်ပေးတော့ပါတီတွေရာကြောဆွားတယ်ဟွန်း ဒါကိုကကိုယ်ဆိုတော့230ကျော်တာခင်ဗျားတို့အလဲလဲအကွဲအကွဲပြင်းနေစီလုံးညုံမရှိတဲ့ခင်ဗျားတို့ပြည်သူတွေခင်ဗျားတို့မှဥထိတ်ထားစရာဘာမှမရှိဘူးဒါကြောင့်မို့ခင်ဗျားတို့ပြည်သူတွေကဘယ်တော့မှနိုင်ငံဥဆောင်လို့မရဘူးခင်ဗျားတို့ပြည်သူတွေမှာအရေးချင်းမရှိဘူးစီလုံးမရှိဘူးရည်မှန်းချက်ရည်ရွယ်ချက်ဆိုတာမရှိဘူးခင်ဗျားတို့ပြည်သူတွေနိုင်ငံကိုအုပ်ချုပ်လို့မရဘူး ကမ်မရွန်မှာအရေးချင်းလည်းရှိတယ်သူတို့မှာရီမန်းချက်လည်းရှိတယ်နိုင်ငံတော်ဆိုတဲ့ဒေါတာဝင်းရေတုံးမကြီးလည်းရှိထားပြီဒါဒါဆိုဒါပဲဒီပုံစံတိုင်းသွားတဲ့အတွက်သူတို့ကကမ်မရွန်အတွက်အချိန်မီရင်းသူတို့ကဘာမဆိုသူတို့ကအစင်းသစ်ဖြစ်တယ်ခင်ဗျားတို့ပြည်သူတွေကြည့်ကြပါဦးခေဆက်ဆက်လဲလဲအကွဲအကွဲပြင်းနေအာနာတွေယူအာနာတွေလူနော်ဒီကြောင့်တခါတာတရားတပုတ်ဆန်း ဟမ်လဲလဲကွဲကွဲပြဲလမ်းဖြူလမ်းဒီအာဆိုရှယ်လေးကွန်မြူနစ်ဟမ်ရဲဘော်ဘူးရဲဘော်ဝါနော်ဥပိုသခင်ဟာများကြီးပဲကွဲကြပြဲကြတာဟမ်ဥအုပ်စုဘိုးအုပ်စုသခင်အုပ်စုဆိုပြီးတော့မဖြစ်ပါဘူးခင်ဗျားတို့နိုင်ငံခင်ဗျားတို့တက်မတော်နယ်ပဲရတာခင်ဗျားတို့ပြည်သူတွေအရေးချင်းမရှိဘူးနော်ရေးချင်းမရှိဘူးဘာမှနိုင်ငံဥဆောင်လို့မရဘူးခင်ဗျားတို့အရက်သားတွေဘာမှဆောက်သုံးမကြဘူး နောက်ဆုံးအနေနဲ့လူတစုအဖွဲ့အစည်းတရက်ဤအကျိုးစီးပွားအတွက်နိုင်ငံတော်ဤအမာခံကာကွယ်အင်အားစုနှင့်အမျိုးသားရေးအင်အားစုကြီးတရက်ဖြစ်သောတပ်မတော်ကိုပင် အခြားသောလက်နက်ကိုင်အဖွဲ့အစည်းများဖြင့်အားပြိုင်ထိ ंछ ုပ်ကဖြိုခွဲပြင်ရန်အထိမကြံကောင်းမစီရလှုပ်ဆောင်လာကြလေသောအခါ နိုင်ငံအဝန်း၌1948 49အချိန်ဤများစီတို့ပြန်လဲဥတီသွားစေနိုင်သည့်အလားလာများပေါ်ပေါက်လာခဲ့လေသည်တဲ့ဒါ1950မှာ ဖြစ်တဲ့ပြဿနာ1948 49မှာဖြစ်တဲ့ကိစ္စရဲ့လို့ပြန်ဥတည်သွားနေတယ်ဆိုတော့ပြောတာပေါ့နော်ဤသို့သောအခြေအနေများအရယုံရင်ပျက်စီးလာခဲ့သောမျိုးသားအကျိုးစီးပွားကိုပြန်လည်ဖော်ဆောင်နိုင်ရေးအတွက်တပ်မတော်ကနိုင်ငံအခြေအနေကိုခြေခံဥပဒေနဲ့အညီဝင်ရောက်ထိမ့်သိမ်းပေးခဲ့သည်ကိုတွေ့ရမည်မန်နေမန်နေကောင်းတယ်ထိုကာလတွင်တပ်မတော်ကြီးသဘောတရားရေးခံယူချက်အဖြစ် ရက်ရွာအေဂျန်တာယာရေးနေတရားဥပဒေစိုးမိုးရေးဒီပထမအဲတော့နဝတာခေရောက်သွားပြီနော်ဒီမိုကရေစီရေးဒီဒုတိယဆိုရှယ်လစ်ဆိုရှယ်လစ်စီးပွားရေးစနစ်ထူထောင်ရေးဒီတတိယအာဒါဆိုဆိုရှယ်လစ်ဆိုတော့အာဥနေဝင်ခဲ့ပဲ48 49ဩဩဩဩဤဒီမှာလဲ တရားဥပဒေစိုးမိုးမှုရရွာအေဂျင့်တရားမှုမရှိရင်နီးရတာကိုကြောက်နေရသည့်အခြေအနေ၌ဒီမိုကရေစီစနစ်ပြည်ပြင်ထိရောက်မှုမရှိနိုင်သည်ကိုလက်တွေ့အခြေအနေများကဖော်ပြနေခဲ့ပြီးဖြစ်၍တမတော်အနေဖြင့်လက်တွေ့နှင့်ကိုက်ညီပြီးပြည်သူအများစု၏အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည်ဖော်ပြပါနိုင်ငံ၏သဘောတရားခံယူခြင်းများကိုချမှတ်ကျင့်သုံးလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပေသည် အလားတူပင်တပ်မတော်ကရွေးကောက်ပွဲကိုမျှတလွတ်လပ်စွာဆောင်ရွက်ပေးပြီးအာဏာပြန်လည်လွှဲအပ်ပြီးသည့်နောက်၌မြန်မာနိုင်ငံ၏အင်အားစုများအချင်းချင်းမညီမညွတ်ပြိုကွဲနေမှုကိုအခွင့်ကောင်းယူ၍တိုင်းရင်းသားလူမျိုးစုနိုင်ငံရေးဥစားမှုများ၏ပြည်ရင်းတော်ကိုပြည်အပြည်နဲ့တောင်းဆိုမှုများခေါ်တဲ့ခုနှစ်ချင်းချောက်လေးဖရယ်မှုတောင်းဆိုမှုများပေါက်လာခဲ့ပြန်သည်ဖဇပလခေကိုပြောတယ် ဤခြေလေတွင်ဒေသတွင်ကမ္ဘာနိုင်ငံရေး၌လည်းအရှိအနောက်အုပ်စုနှစ်စု အားပြိုင်မှုကြောင့်ဖြစ်ပေါ်လာသောဗီယက်နမ်စစ်မီးရှန်သည်အရှိတောင်အာရှဒေသတစ်ခွင်လုံးသို့ ကူးဆက်ပြန်လွင်တောက်လောင်ရန်အားယူလျက်ရှိရာဒိုင်းရင်သာလူမျိုးစု နိုင်ငံရေးသမားများဤလောက်ရက်မှာပြည်တော်စု ပြိုကွဲရေးကိုသာမကတနိုင်ငံလုံးကိုထိုစစ်မီးအတွင်းသို့ခေါ်သွင်းလိုက်တဲ့ကဲ့သို့ဖြစ်လာနိုင်သည့်အလားအလာပေါ်ပေါက်လာစေခဲ့သည်တဲ့ ။ဟောအဲ့ဒီတော့ကဗျကျွန်တော် ရှေ့မှာဟိုးတော့ကျွန်တော်ပြောခဲ့တယ်။စီတိုးဆိုတဲ့အဖွဲ့အစည်းကိုပြောတာနော်စီတိုးထိုင်းနိုင်ငံမှာစီတိုး SEADO ဆိုတဲ့ TO ဆိုတဲ့စီတိုး Southeast Asia Treaty Organization ဆိုတာရှိတယ်။အခု NATO လို့ပဲအနောက်စစ်အုပ်စုလို့ပဲအဲ့ဒီမှာအားပြိုင်ကြတာအဲ့ဒီမှာရှမ်းစော်ဘွားတွေကအဲ့ဒီစီတိုးဝင်ပြီးတော့အဲ့ဒီစီတိုးကလက်နက်တွေယူပြီးတော့အဲ့ဒါကျွန်တော်တို့ဒီပတ်ထဆခဲ့ပတ်ထဆခဲ့နော် တော့ပန်းထစားခင်းကိုသူကပြောတာနော်အဲမှာကဘာမှာလဲဒီအဖွဲ့ကြီးကနေတိုးနဲ့စီတိုးကအင်အားပြိုင်နေတဲ့အချိန်ကဘာကဘာစင်မီတွေကတောင်းနေတဲ့အချိန်အဲဒီမှာရှမ်းစော်ဘွားတွေကအဲ့ဒီစီတိုးကိုယူဝင်ပြီးတော့လက်နက်တွေယူတာအဲမှာဥကြောင်ကြီးကတိတာဗျာနော်ဥကြောင်ကြီးကအဲ့ဒါတိတော့ဥနုဥနုကိုပြောတယ်ပန်းထစားအစိုးရခင်းဥနုကိုပြောတယ်အဲဥနုကမသိကြအောင်စောင်းနေအဲမှာရှမ်းစော်ဘွားတွေကပေးမလားမပေးဘူးလားဖွဲ့စည်းပုံ50ခုပြင်းမယ်ဟုတ်ရှမ်းမှုကိုလိုချင်တယ်အဲဒီလိုတွေတောင်းကြတာဗျာ နော်အာနာယပါတီတွင်းနိုင်လဲကွဲပြီးရင်ကွဲဆိုသလိုပင်အကွဲပြဲများကအတော်မတတ်နိုင်ဖြစ်လာခဲ့သည် နိုင်ငံရေးသမားများအနေဖြင့်လဲပုပ်ကိုရေးနေမိမိပါတီအဖွဲ့အစည်းအကျိုးစီးပွားများကိုသာဦးစားပေးကအမျိုးသားအကျိုးစီးပွားကိုလက်လူရှုခဲ့ကြသည်ဟာဒါကတော့အယက်သားပါတီတိုင်းအယက်သားပါတီတိုင်းအခုချိန်ဒီပဲเนาะ NLD လည်းအဲ့လိုပဲနိုင်ငံကိုရှေ့ရှုတာ မျိုးသားရေးကိုရှေ့ရှုတာဥသိမ့်စိန်အစိုးရတစ်ခုပဲရှိတယ်။ကြံတဲ့အစိုးရတွေအကုန်လုံးကနိုင်ငံကိုမရှေ့ရှုဘူးအမျိုးသားကြိုးစည်းပွားကိုမရှေ့ရှုဘူးသူတို့လှုပ်ချင်တာတွေလုပ်ကြတာ။ပုပ်ကိုရေးတွေပါတီဆွဲတွေသူတို့အာဏာရရှိရေးတွေပဲလုပ်ကြတာ။မှန်နေပြစာရေးသူတော်တယ်။လွတ်လပ်ရေးရချိန်မှစပြီးမျိုးသားခေါင်းဆောင်ကြီးများရည်မှန်းထားခဲ့သောအမျိုးသားရေးဥတီချက်မှာဆိုရှယ်လစ်လူပေါင်းတိဆောက်ရေးဖြစ်သည်။ထိုအချိန်တွင်မြန်မာစီးပွားရေးအခြေအနေမှာအများစုဖြစ်သော ပြည်သူလူထုကြီးအနေဖြင့်ချမ်းသာသောလူနည်းစုတို့ဤအမျိုးမျိုးသောလဝကြီးအုပ်ခေါင်းမုံဖြတ်ချဲ့လဲမှုကိုခံရရင်စင်ရရင်နဲ့နေရသည့်အချိန်ဖြစ်သည်တဲ့ပြည်သူများကိုယ်တိုင်ကလည်းလဝကြီးအုပ်ခေါင်းမုံဖြတ်ခြင်းကင်းရှင်း၍တရားမျှတသော လူမှုစီပွားရေးစနစ်ကိုတည်ဆောက်နိုင်မှသာလျှင်မိမိတို့ခံစားနေရသော စားဖို့နေရေးအကျက်တဲဒုက္ခများမှလွတ်မြောက်နိုင်မည်ဟုယုံကြည်မျှော်လင့်ကြသည်သို့တော်လက်တွေ့ဘဝ၌ တရားမျှတ၍ခေါင်းမုံဖြတ်မှုကင်းသောဆိုရှယ်လစ်လူပေါင်းတိဆောက်ရေးဥတီချက်လမ်းကြောင်းမှာဝေးသည့်ထက်ဝေးလာခဲ့ရသည်ဤသို့ဖြင့်ပြည်တော်စုတည်တဲ့ခိုင်မြဲရေးသည်ဟူသောအ धिक အမျိုးသားရေးအကျိုးစီးပွားကိုချိန်ချောက်ခံလာရခြင်းနိုင်ငံရေးအင်အားစုများစုစည်းညီညွတ်မှုပြက်ပြားလာပြက်ပြားကမျိုးသားရေးဥတီချက်များကိုထမြောက်အောင်မြင်အောင်ဆောင်ရွက်နိုင်စွမ်းမရှိခဲ့ခြင်းစသည့်အခြေအနေများကြောင့် 1900အမှန်တာပေါ့ပါဌဆအစိုးရခေပြောတာမှန်တယ်နော်1962ခုနှစ်တွင်တက်မတော်သည်နိုင်ငံတော်၏အခြေအနေအရရအဝင်ရောက်ထိမ့်သိမ်းပေးခဲ့ရပြန်သည် ထိုကာလတွင်တက်မတော်၏အဓိကတာဝန်မှာပြည်သူတရက်လုံးဒိုအင်ဆန္ဒနှင့်အညီနိုင်ငံတော်အမူလသတ်မှတ်ထားသောအမျိုးသားရေးဥတည်ချက်ဖြစ်သည့်ဆိုရှယ်လစ်လူပေါင်းတည်ဆောက်ရေးလမ်းကြောင်းပေါ်သို့ပြန်လည်ပို့ဆောင်ပေးရာဖြစ်ရာ တက်မတော်အနေဖြင့်ဆိုရှယ်လစ်လူပေါင်းတည်ထောင်ရေးနှင့်ဆိုရှယ်လစ်စီးပွားရေးစနစ်တည်ထောင်ရေးဟူသောသဘောတရားရေးခံယူချက်များချမှတ်လှုပ်ဆောင်ခဲ့ခြင်းဖြစ်သည်တဲ့အဲ့တော့ကျွန်တော်စစောပြောခဲ့ပါဌာဇခဲ့မှာအဲ့မှာအလဲလဲကြီးကိုလဲလဲကိုကိုပြင်ကြတာဗျနေတိုးထိုင်းနိုင်ငံမှာစီတိုးအဲ့ဒီနှစ်ဖွဲ့အပြိုင်နေအဲ့တော့ပါဌာဇခဲ့မှာ49ဖွဲ့စည်းပုံပြင်ဖို့စူးစမ်းကြရှမ်းစောဘွားတွေကအပါပဲအဲ့စီတိုးတွေဝင်လက်နက်တွေယူ ပြင်ပေးပါလားမပြင်ပေးဘူးလားအဲ့အဲ့မှာအဲ့မှာပြဿနာတက်ကြတာအဲ့ဒါကိုကျွန်တော်ဟိုတနေ့ကပြောခဲ့တယ်ဥနေဝင်းကြီးကတိမာပေါ့ဟာဒီကောင်းလေးဆောက်ချုံးမပြေဘူးဒီကောင်းမောင်ဆောက်တုံးမကြဘူးသူတို့ပုံစံနဲ့တော့နိုင်ငံကတော့ပြက်စီးတော့မယ် Federal Federation က Confederation ကပေးလိုက်ရင်မြို့ပြနိုင်ငံတွေပေါ်ပေါက်လာတော့မယ်မဖြစ်တော့ဘူးငါလည်းအင်တော့အစိုးရတော့ငါလည်းတာဝန်ယူဘူးတာပဲသွားအာနာတိန်တယ်ဆိုပြီးတော့အဲ့လိုလှုပ်ချလိုက်ရတာဗျနော် 在超市可的那些我今天那些对码不是太压的，老板的欧雷爷。<laughs>